ခရီးရန်ချက်ချောင်းတဲတွင်ဘာသာရေးလုပ်နေခြင်းနဆိုးဖူးမှုကြောင့်ထိန်လို့မရတဲ့အခြေအနေအထိဖြစ်ပေါ်ပရိသတ်များလုံးမဲ့မင်္ဂလာပါမာတပန် page ကနေချက်ဆွလိုက်ပါတယ် မြန်မာနိုင်ငံမှာလူမျိုးပေါင်းများစွာကွဲပြားနေသလိုဘိုးခွေယုံကြည်ရာဘာသာတရားတွေလည်းကွဲပြားကြပါတယ်ဗုဒ္ဓဘာသာခရစ်ယာန်အစ္စလမ်ဘာသာစသဖြင့်အများကြီးပါပဲလက်တလုံးမှာတော့အင်တာနက်ပေါ်မှာခရစ်ယာန်ဘာသာဝင်တွေချက်ချောင်းမှာဘာသာရေးဆိုင်ရာရုပ်ပုစောင်းနေကြတော့ဆိုးပူးတလို့ချင်းနေမျိုးနဲ့ကြုံခဲ့ရတဲ့ဗီဒီယိုဖိုင်တစ်ခုကလူပြောင်းများနေတာပဲဖြစ်ပါတယ်ခရစ်ယာန်ဘာသာရေးဆရာတွေနဲ့လူနည်းစုလောက်ကလွဲပြီးချက်ချောင်းထဲမှာရှိနေတဲ့ကျန်တဲ့သူတွေအကုန်လုံးမခံမရနိုင်ဖြစ်ကောင်းငိုယိုပြီးကျမ်းမြန်မာလူလိုက်နေကြတာပဲဖြစ်ပါတယ် အရင်လူတွေကမမြင်ရတဲ့အရာတစ်ခုခုကိုတွေ့မြင်နေရသလိုကြားနေရသလိုပုံစံမျိုးတွေပေါ့နားတွေကိုပိတ်ကခေါင်းတွေယမ်းပြီးငုံနေကြတဲ့သူတွေလည်းရှိသလုံးမျက်နှာကိုအုပ်ရင်ဘတ်တွေကိုထုတ်ပြီးအသေးတံကိုချော့မရချောက်မရငိုယုံနေကြတာပေါ့ကျမ်းပြင်ပေါ်မှာလူလိမ့်ပြီးပုံစံမျိုးစုံနဲ့ရင်ခွဲမတက်ငုံနေကြတဲ့သူတို့ကိုခရိယံပါတာရဲ့ဆရာတွေနဲ့မငိုဘဲကြံနေတဲ့လူအနှဲငယ်ကယေရှုကိုကိုးကွယ်ပါယေရှုကိုသတိရပါဆိုပြီးအသည့်တရားဝင်အောင်ဘေးကနေထိမ့်ပေးနေကြပေမယ့်ချိန်တွေကထိုးချမလာပဲငိုပြီးရင်ငုံနေသေးပါပဲအင်တာနက်အသုံးပြု ြုသူတွေကတော့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးအမျိုးမျိုးဝေဖန်သုံးသပ်နေတာပါ။တချို့ကလည်းခရီးယံပါသားမှာနတ်ဆိုးပူးမှုတွေရှိတာကြောင့်လူနိုင်ပြီးအသက်တန်ငိုနေကြတဲ့လူတွေဟောင်းနတ်ဆိုးပူးတာဖြစ်မယ်ဆိုပြီးမှတ်ချက်ပေးနေကြပါတယ်။မြန်မာလူမျိုးတွေမှာလည်းနတ်ပူးတာတွေငကားပူးတာတွေခဏခဏဆိုသလိုဖြစ်လေရှိတာပေါ့။နတ်ပွဲတွေမှာဆိုရင်တချင်းတန်တွေကြတာနဲ့မနေနိုင်မထိုင်နိုင်ဖြစ်ပြီးဝင်ရောက်ကခုံဓာတွေငိုတာတွေရှိပေမဲ့အခုခရီးယံပါသားဝင်တွေဖြစ်နေတဲ့ပုံစံကတော့ဝမ်းနဲ့ထိတ်လန့်စွာငိုနေကြတဲ့ပုံစံပါပဲ။အသီးစိမ့်လွတ်ပြီးပြန်ထိမရတဲ့အခြေအနေထိကိုဖြစ်နေကြတာ ာပါတချို့ကလည်းသူတို့ကကျမ်းပြင်မှာလူလှိမ့်ပြီးငိုနေကြတာဖြစ်လို့အိမ်မီဆန်ဝင်ပူးတာဖြစ်မယ်လို့အရှုံးဖောက်နေကြတာပါ တော်တော်များများကတော့ဒီလိုနတ်ဆိုးပူရာတွေနဂါပူရာတွေဆိုတာအမှန်တကယ်မရှိပဲပရိရဲ့အသိစိတ်ကိုလိညာယူနေတဲ့ဘာသာရေးအစွန်ရောက်တွေကြောင့်ဆိုပြီးမှတ်ချက်ပေးလာကြတာပဲဖြစ်ပါတယ်ဘာသာတစ်ခုပေါ်မှာလိုအပ်တာထောက်ကိုယ်ွယ်ယုံကြည်မှုတွေလွန်ကဲလာရင်ဘာသာရေးအစွန်ရောက်ဘက်ကိုရောက်သွားတာပေါ့အလို့ဘာသာရေးအစွန်ရောက်တဲ့သူတွေကပဲလူတွေကိုသူတို့ယုံကြည်ကိုယ်ွယ်တယ်လို့ဖြစ်အောင်နှီးမျိုးစုံနဲ့မဲဆွဲကြတာပေါ့လူတွေရဲ့စိတ်ကိုအပြောရင်နဲ့အနိုင်ယူပြီးဒီလိုအခြေအနေမျိုးထိရောက်အောင်တွန်းပို့ခဲ့ကြတာပဲဖြစ်ပါတယ် ဘေးနားမှာလည်းစိတ်ကိုလှုံ့ဆော်ပေးတဲ့တန်စင်တွေဖွင့်ထားပြီးအဆုံးစွန်ထိအရောက်ဖို့နေကြတာပေါ့ဒီလိုအဆုံးရောက်နေတဲ့အပြုမှုမျိုးတွေကိုသက်ဆိုင်ရာဘာသာရေးတာဝန်ရှိသူတွေအနေနဲ့တားမြစ်တဲ့နယ်ဆိုပြီးအကြံပြုလာကြပါတယ်တချို့ကလည်းစိတ်လွတ်သွားစေမယ့်မူရည်စေဝါတွေကိုအသုံးပြုပြီးလူတွေကိုဒုက္ခရောက်လုံနေတာဖြစ်မယ်လို့ထင်ကြေးပေးနေကြတာပေါ့ ခရိယန်ဘာသာဝင်တွေကတော့ခုလိုငိုရိုလူလိမ့်နေကြတဲ့ဖြစ်ပျက်မျိုးတွေဟာသူတို့ဘာသာမှာအမှန်တကယ်မရှိကြအောင်သူတို့ဘာသာဝင်တွေအနေနဲ့တောင်ဒီလိုဖြစ်စဉ်အပေါ်မှာအရှက်ရနေကြတာပဲဖြစ်ပါတယ်။ဒါဟာဘာသာရေးဘုံတော်ကြီးတွေဆရာတွေမဟုတ်ဘဲတမင်သက်သက်ဘာသာကိုယ်နာမည်ဖြတ်ချင်နေသူတွေဖြစ်မယ်လို့ရေးပြပြောလာကြတာပဲဖြစ်ပါတယ်။နောက်ပိုင်းနှစ်တည်းမှာခုလိုဘာသာရေးကိုခုံရောင်းလုပ်နေတဲ့သူတွေများလာတာကြောင့်သက်ဆိုင်ရာဘာသာရေးတာဝန်ရှိသူတွေအနေနဲ့အပေါ်မဆပဲထိထိရရရဲရိုတင်းနေဆိုပြီးတိုက်တွန်းလာကြတာပဲဖြစ်ပါတယ်။ ပရိသတ်တို့အနေနဲ့ရောခုလိုကျမ်းမြေပေါ်မှာထိမနိုင်သိမနိုင်ငိုကြွေးလူလိမ့်နေကြတဲ့ဖြစ်စဉ်တွေပတ်သက်ပြီးအမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ